Thank you. ာဒီနေ့သင်ရှင်းတဲ့ကုသိုလ်ယူမယ်။အာဒီနေ့သင်ရှင်းတဲ့ကုသိုလ်ယူမယ်။အာဒီနေ့မနေ့ရက်တဲ့ဖို့တိုးတက်ရမယ်။အာဒီနေ့မနေ့ရက်တဲ့ဖို့တိုးတက်ရမယ်။အာသစ္စာရှိရှိရိုးရိုးသားသားကြိုးစားမယ်။အာသစ္စာရှိရှိရိုးရိုးသားသားကြိုးစားမယ်။အာတံဖို့ရှိတဲ့သူဖြစ်တယ်။အာတံဖို့ရှိတဲ့သူဖြစ်တယ်။အကုညာဖြစ်တယ်။အကုညာဖြစ်တယ်။အာတုညာကိုသင်ရှင်းပြီးကြည့်ကူညီနေသူဖြစ်ပြီး။အာတုညာကိုသင်ရှင်းပြီးကြည့်ကူညီနေသူဖြစ်ပြီး။အသာရရဲ့ဟုံးနဲ့တွေ့တိုင်းကြိုးစားရမည်။အသာရရဲ့ဟုံးနဲ့တွေ့တိုင်းကြိုးစားရမည်။အာတုံတုံလေးနဲ့အရာရာကိုရင်ဆိုင်နိုင်တယ်။အာတုံတုံလေး နေရတာကိုစမ်းနေတယ်အဘွားမှာကောင်းမှုစွာကြောက်ပြတ်မယ်ဘဘွားမှာကောင်းမှုစွာကြောက်ပြတ်မယ်ဟုတ်ကူမြန်မာနိုင်ငံမှာကောင်းမှုကုန်ပြီဖြစ်အောင်တို့တူတူကြိုးစားမယ်ဟုတ်ကူမြန်မာနိုင်ငံမှာကောင်းမှုကုန်ပြီဖြစ်အောင်တို့တူတူကြိုးစားမယ်မြန်မာရှိသောနေလေးမှာမြန်မာရှိစွာပတ်သက်ပြီးရှာကြမယ်မြန်မာရှိသောနေလေးမှာမြန်မာရှိစွာပတ်သက်ပြီးရှာကြမယ်ဒီတစ်ပြေးတာတက်တက်ပြည့်မြောင်းဆောင်ရကြမယ်ဒီနေ့လေးတာတက်တက်ပြည့်မြောင်းဆောင်ရကြမယ်ထိုင်လို့ပဲပြေးတာအင်းအောင် ပါဒီပါဒီပါဒီအလုံးမမင်္ဂလာပါဒီနေ့ကတော့အမတို့ site ဒီစတင်ဖတ်ထားပါပြီရှင်ဒါဒီနေ့တော့ site ဒီစတင်ဖတ်ပါပြီအလုံးမတက်တာပါ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါညီမတို့ဒီဟုတ်တန်ရှင်ကုမ္ပဏီမှာဆိုရင်ပေါ့နော်အခုမျိုးအမ်အကုမ္ပဏီနဲ့တူတူပူးပေါင်းဆောင်ရွက်ဖို့အတွက်တန်ရှင်ဝန်ထမ်းလေးတွေအယောက်50ဦးခေါ်ယူနေပါတယ်ရှင် အားလုံးပဲလှုပ်လာရောရှားချင်းသူများအနေနဲ့ကတော့ပေါ့နော်ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးလို့ရပါတယ်ရှင်မနက်၈ခွဲကနေပြီးတော့ညနေ9နာရီခွဲအတွင်းအမတို့အခုဖော်ပြပါဆက်သွယ်ရင်ဖုန်းနံပါတ်လေးဆက်သွယ်ပေးလို့ရပြီးတော့ဒေသိစုဖမ်းမင်းမြန်နိုင်ပါရဲ့နေစာတည့်ရက်10000နဲ့စတင်ပြီးတော့ခေါ်ယူနေတာပါ15ရက်တခါရှင်းပြီးပါရဲ့ ဝင်ချင်းနေစာ1200ကျပ်ကိုရရှိမှာဖြစ်ပါရဲ့ရှင်။လုံသက်3လပြည့်ရင်တော့3200ကျပ်ကိုရရှိမှာပဲဖြစ်ပါရဲ့။လုံသက်6လပြည့်ရင်တော့3600ကျပ်ကိုရရှိမှာဖြစ်ပြီးတော့လုံသက်2နှစ်ပြည့်ရဲ့အချိန်မှာတော့4000ကျပ်ကိုရရှိတော့မှာပဲဖြစ်ပါရဲ့။လုံဆောင်ရင်ကောင်းမွန်ကောင်းမွန်သလောက်အချိန်ကာလဆောပြီးတော့ရရှိနိုင်မှာပဲဖြစ်ပါရဲ့။ဒီငယ်ကျုံမျိုးနဲ့ရန်ကုန်မြို့ကခေါ်ယူနေခြင်းဖြစ်ပါရဲ့ရှင်။အဲနေရလာလျှောက်ထားလို့သူများအနေနဲ့ကတော့ယောက်ျားလေးအဆောင်နေရှိပါရဲ့။အဲမင်္ဂလာဆောင်နေရတော့ပေါ့နော်။အမားတို့ချိတ်ဆက်ထားတဲ့အဆောင်မျိုးကို လိုက်ပို့ပေးပါရရှင်။ဆိုတော့အလုပ်လာရရှော့ထားသူများအားလုံးကို new user fee ခေါ်လိုက်ရပါရရှင်။လာရရှော့ထားမယ်ဆိုရင်တော့ဖုန်းနံပါတ်လေးကိုဆက်ပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းပေးပါအောင်နော်။တန်ရှင်ဝန်ထမ်းကြားမ90ဦးပါရှင်။ဟုတ်တန်ရှင်ကုမ္ပဏီကနေပြီးတော့ဒါရိုက်ခေါ်ဆိုနေခြင်းဖြစ်ပါရဲ့။ အခချင်းငွေတပြားမှပေးရမလို့ပါဘူးရှင်တရားခေါ်ဆိုနေခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့လာရောက်လျှောက်ထားမဲ့သူများအနေနဲ့အဲမနက်၈နာရီခွဲကနေပြီးတော့ညနေ၅နာရီအတွင်းဖုန်းဆက်သွယ်ပြီးတော့ဆုံးဖြတ်မိနိုင်ပါရဲ့ရှင်အလုပ်လုပ်ရင်ဟုတ်ရှိပါရဲ့ရှင်